အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေတီတာ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ်ဇလန်းလေးရဲ့နာမည်ကတော့ရန်ညိုးမပြေလို့မိရတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရွာနာမည်ကတော့ပေါ့ဦးရွာဟု အမည်တွင်ပါတယ်ထိုရွာတွင်မှာရှိရွာသူရွာသားများကတော့တောင်ရလောက်ကိုသာအဓိကထားလောက်ကင်ပါတယ် သဒ္ဒနာရေးကအစလူစုံတက်စုံတက်ညီလက်ညီကုညီဖေးမှစောင့်ရှောက်ကြတဲ့အတွက်ဘေးရွာနေခြင်းများကတောင်မှ အလွန်အားကြရတဲ့ရွာတူရဆူမမပါသို့ပေမဲ့ဒီရက်ပိုင်းတွင်အင်မတန်မှတာယာလှပသောပေါအိုရွာတွင်မှတော့အကြီးတန်စရာဖြစ်ပျက်တစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်ဟဲ့ကောင်မမိမြမိထွက်ခဲ့စံဘယ်မှာလဲကောင်မဟင်ပြောတော့ဖြင့်နေပေးပါမယ်ညပေးပါမယ်အခုဘယ်နဲ့ရက်တောင်ရှိပြီလဲ ဒီငါးပတ်စံကိုချေငါတို့ကဒီလိုမျိုးမဟုတ်ပါဘူးဟဲ့ထွက်ခဲ့စမ်းမိမြဇွာလေရှိတော်မြအိမ်ရှိတွင်ငွေတိုးချီးစားတဲ့ဒေါခေမမတယောက်ခါထောက်ပြီးတော့ထမင်ကို ပေါင်ထိမကအော်ဟေပြီးတော့တောင်းနေပါတော့တယ်တူတူပြောစမ်းမမခေမမရဲ့ရှင်ပတ်စံကို ကျမပေးပါမယ်ကြီးကပေးပါမယ်ပေးပါမယ်လို့သာဗဆက်ကပြောနေတာ အခုဒီငါလက်ထဲငါးပြားတော်မှမရောက်သေးဘူး ကျမယောက်ျားကလည်းအလုတ်ကအဆင်မပြေသေးလို့ပါအဲ့ဒီနောက်နေကြရင်တော့ကျမပေးပါမယ်ရှင်အမေကြီးတော်အဆင်ပြေတာတွေမပြေတာတွေငါမသိချင်ဘူးငါပတ်စံကိုပဲငါလိုချင်တယ်အေးငါပတ်စံမရလို့ကတော့ချိတာကိုအကုန်ဆွဲယူရမှာပဲဒေါခေမမတရားဗဇက်မှာပြောလဲပြောလူကအိမ်နောက်ကိုဝင်ပြီးတော့တိုင်မာချီထားတဲ့ဝက်ကလေးတစ်ကောင်ကိုဆွဲဖြုတ်ပြီးတော့ယူဆောင်လာခဲ့ပါတယ်မလောက်ပါနဲ့မခေမမရဲ့ ဒီဝက်ကလေးကိုတော့မလုပ်ပါနဲ့ရှင်ကျမတို့မှာဒါလေးပဲရှိလို့ပါကျမရှင်းပတ်ဆံကိုအတူရောရဲမှာကြောက်အောင်လို့ဆက်ပါမယ်ဒီဝက်ကိုတော့ယူမသွားပါနဲ့ဖဲစမ်းပါအေးညီကတိနဲ့ညီပဲခံလိုက်တော့အဲ့မှာဒေါခေမမတယောက်ဒေါမင်းမြအာတွန်းဖယ်ပြီးတော့ဝက်ကိုဆွဲယူခေါ်ဆောင်သွားပါတော့တယ်ဒေါမင်းမြတယောက်သူ့မွေးထားတော့ဝက်ကလေးကို အတင်းအာဓမယူဆောင်ခြင်းကိုခံလဲရတဲ့အတွက် အင်မတန်ဒေါသဖြစ်သွားပြီးပါးစပ်မှလည်းတွတ်တွတ်ညွတ်နေပါတော့တယ်။ခင်မမနင်းကိုခွင့်မလွတ်ဘူး။နင်းငါเจ้าကိုသိသိရမယ်။တနေ့ခန့်ကြာတဲ့အခါမှာတော့ဟင်အမေပါးစပ်ထဲကလေတွေးတီအန်လို့ပါလား။အဖေရေးလာပါဦး။ဒီမှာမေဘာဖြစ်လဲမသိဘူး။အေးလာပြီသမီးရေ။ဟင်မိမဘလို့ဖြစ်တာလဲကွာ။ ကျွန်မလည်းမသိပါဘူးတော့လူကနေရဲထိုင်ရင်းနဲ့မူးနောက်လာပြီးတော့အန်ကျင်းနေတာငါဆရာဝန်ကိုသွားခေါ်လိုက်အောင်မေတမိနေရမေကိုဂဒင်ပေါ်မှာလဲခန့်လိုက်အောင်အဖေရွာစည်းမှုကိုသွားခေါ်လိုက်အောင်မေကြားလားဟုတ်ကဲ့ဖေမြေမြေတော့ခေါ်ခဲ့နော်ဒေါခေမမတယောက်အိမ်တွင်နေရဲထိုင်ရင်းနဲ့တွေးမြအန်တဲ့အတွက်ကြောင့်တမိဖြစ်သူရမုံနဲ့ခင်မုံဖြစ်သူဦးစိုးမောင်တို့ပြာရာခတ်နေကြပါတော့တယ် မကြခင်ရွာစည်းမှုနဲ့ဥဆိုးမောင်တို့ အိမ်တို့ပြန်ရောက်လာပြီးဒေါခင်မမရဲ့ဝေဒနာအားဆန်းသက်ကြည်လိုက်ကြတော့တယ်လူနာကဘာယောဂလက္ခဏာမှမရှိသလိုအစာစိတ်တင်တာလည်းမဟုတ်ပါဘူးကျွန်တော်ထင်ပြောရရင်အဲ့ဒါဆရာပုံမှန်လင်းလင်းပြောပါခင်ဗျာဘာမှအာမနာပါနဲ့အင်းခက်တော့ခက်သားပဲဗျာကျွန်တော်အနေနဲ့ဒါဟာအောက်လမ်းပညာနဲ့လောက်ခံထားရတယ်လို့ပဲမြင်နေတယ် ဒါကြောင့်ထက်လန်းစရာတရားရောက်နဲ့ဒီကြလေးပြစီခြင်းနဲ့တခါတလေကြရင်ကျွန်တော်တို့သိပံပညာနဲ့လိုက်မမီတဲ့ပညာရည်တွေဆိုတာလေလောကကြီးမှာရှိတာကိုဗျကေကျွန်တော်ကို ခွင့်ပြုပါအောင်ကောင်းပါပြီစရာကောင်းပါပြီစရာပြောတဲ့အချိန်ကျွန်တော်လုပ်ကြည့်ပါမယ်ထိုနေ့မှစပြီးဦးစိုးမောင်တယောက်စရာရှာခဲ့ဒီမှာတပတ်တိတိကြာခဲ့ပြီဖြစ်ပါတယ်ယခုထီတော်မှမတွေ့သေးပါဘူး စိုးမောင်ရေစိုးမောင်ရှိလားဟဲ့အဖေအဲ့ရှိမှလူတယောက်ရောက်နေတယ်အဖေအဲ့တဲ့ထင်ပါတယ်သွားတွေ့လိုက်အောင်ဖေပေးပေးတမီးလှုပ်ထားလိုက်မယ်အေးအေးဘယ်သူများပါလဲဦးစိုးမောင်တယောက်အင်းရှိမှထွက်ကြည့်လိုက်တော့ဟာငတင်မလားဟာမတွေ့တာတောင်ကြားပြီပဲလာကွာအင်းနေအေးအေးဦးစိုးမောင်တယောက်သူ့ရဲ့တငယ်ချင်းဖြစ်သူဦးတင်အားအိမ်ထဲသို့ခေါ်လိုက်ပါတော့တယ် ။သမီးရေရွေနေကြတဲ့လက်ဖက်တို့လေးပကံချပါအောင်ဟိ။ဩဒါမင်းသမီးလား။ကြည်စံအရွယ်တော်မှရောက်နေပြီပဲကွ။အေးဟုတ်တယ်ကွ။အခုငါသမီးကအသက်20ကျော်ပြီလေကွ။ဒါနဲ့မင်းငါအိမ်ကိုဘေကားနေပဲလို့ရောက်လာတာလေ။ဒီလိုဟိငါလဲကုန်ပစ္စည်းတွေကြောင်းရင်းနဲ့မင်းတို့ရွာနာပဲရောက်လာတာပဲ။ငါလဲမင်းနဲ့မတွေ့တာကြပြီဆိုတော့တတိယလိုဝင်ခဲ့တာ။ဒါနဲ့မင်းမင်းမရောမမြင်ပါလား။ ဟူးဦးစိုးမောင်တယောက်တပြင်းရှိကြီးတစ်ခုကို စကားပြောရင်းနဲ့ပဲချလိုက်ပါတယ်မိမကအင်ပေါ်တက်မှာရှိတယ်ဒါပေမဲ့ငါမိမမှာလုံခဲ့တဲ့တပတ်ကယောဂတစ်ခုဖြစ်နေတယ်ကွဟင်စူစမ်းမအောင်ဘလို့ယောဂမျိုးလဲယောဂကတော့နေရဲထိုင်ရင်တွေးတယ်အန်နေတာကွဟေးဟုတ်လားဟုတ်တယ်တကယ်ချင်း ဒါနဲ့ဆရာဝန်တွေဘာတွေပြမကြည့်ဘူးလားဘယ်နေပါမလဲကွာပြတာပေါ့ဆရာဝန်ကဘာပြောလို့လဲဒိုးစင်ပါပဲဦးလေးယူနေချက်နဲ့လက်ဖက်တို့လေးသုံးဆောင်ပါဦးရှင်ဩအေးကတူပါကြီးကျေးဇူးပါကွယ်လက်ဖက်တို့ကိုလမ်းယူပြီးတော့စကားအစကိုပြန်ပြီးတော့ဆက်လိုက်ပါတယ်ဆရာဝန်ကပြောတာတော့ထွေထွေတူတူဘာယောဂါမှမရှိဘူးတဲ့ အောက်လဲပညာတို့ဘာတို့နဲ့များလှူထားတယ်ထင်နေတဲ့အဒီမာဆရာဝန်ကအထက်လဲပညာရှင်တယောက်နဲ့ပြကြည့်ပါလားတဲ့ဒါနဲ့ငါလဲဆရာလိုက်ပြီးတော့ရှာတာကြပြီအခုထိမတွေ့သေးဘူးဆိုပါတော့ကွာမင်းဒီထဲမှာအထက်လန်းဆရာလေးများမရှိဘူးလားအထက်လန်းဆရာဆိုရင်တော့ငါနဲ့တည်တာဆိုလို့ဆရာတယောက်တော့ရှိတယ်ကွာသူက အင်မတန်မှတော်တာနော်သူကူလိုက်တဲ့လူတိုင်းကပြန်ကောင်းသွားတာကြည့်ပဲ ဟေးဟုတ်လားဒါဒါဆိုရင်အဲ့ဒီဆရာကငါ့ကိုပေးနိုင်မလားတန်ငယ်ချင်းပက်ဆက်ကြက်တလောက်ကုန်မစီကွာငါကုမယ်ဟာဆရာကြီးကအခါချင်းွေယူပြီးတော့ကုတယ်ဆရာမဟုတ်ဘူးကွာသူကမြတ်တာထားပြီးတော့ကုတာပေးတာမင်းကတော့ငရေကြီးတော့မှာပဲဟုတ်လားငါမသိလို့ပါတန်ငယ်ချင်းညာဆရာကိုသာအမြန်ဆုံးပေးပေးပါကွာအေးဒီလိုဆိုရင်ငါဒီကနေ့ပဲဆရာနေတဲ့စီသွားပြီးအကျိုးအကြောင်းပြောပြထားလိုက်မယ် တကယ်လို့စီယာအားတဲ့ချိန်နဲ့ကြိုက်ရင်တော့မနှက်ပြန်ပေးခဲ့မယ်ကွာဘလို့လဲအေးပါကွာကြီးစုတင်ပါတယ်တငယ်ချင်းရရပါတယ်ကွာမလို့ပါဘူးတငယ်ချင်းချင်းချင်းနဲ့ပဲကူညီပေးရမှာပေါ့နောက်တနေ့မနှက်တွင်တော့စိုးမောင်ရေးစိုးမောင်ငါစီယာပေးခဲ့ပြီဟဲ့ဟာလားတငယ်ချင်းစီယာအိနှုတ်ကိုကြွပါခင်ဗျာ။တမီးရေတမီးစီယာထိုင်မှုဖျားခင်းပြီးပြီလား။ ပြီးပါပြီအဖေရဲ့အားလုံးစင်သက်ပါပဲစီယာထိတ်မခင်ဗျာအင်းဒါနဲ့လူနာရော မတွေးပါလားဘယ်မှလဲလူနာကအိမ်ပေါ်မှာပါစီယာဒါဆိုစီယာကိုအိမ်ပေါ်လိုက်ပို့ကြအောင်ဟုတ်ကဲ့စီယာအိမ်ပေါ်တက်လိုက်တာနဲ့အမွေးချက်နဲ့များပန်းများနဲ့ပြေးနေတဲ့ဖခင်အကြောင်းဆောင်ကိုစီယာကြီးကမြင်တွေ့လိုက်ရပါတယ်စီယာကြီးက ဖီးယားစင်ရှိသူသွားပြီးတော့ထိုင်ပြီးဖြီးကြီးငါးပါးဖြင့်မျက်စွာဖီးယားအားထိုင်ပြီးတော့ရှ िख ိုးပြီးမှလှည့်ပြီးတော့စကားပြောလိုက်ပါတယ်လူမမကိုစီယားရှိခေါ်ခဲ့ပြီးတော့ထိုင်ခန်းလိုက်ပါဟုတ်ကဲ့ပါစီယားကြီးဤတို့ဖြင့်ခန်းနဲ့တူဥဆိုးမောင်နဲ့တူဦးတင်ဦးတို့နဲ့ရောက်ဝင်သွားပြီးခဏကြာအယိုးပေါ်အေးတင်နေသည်ကိုခန္ဓာကိုယ်ဒေါခင်မမအတွေးလိုက်ခေါ်လာကြပြီး ဆရာကြီးရှေ့သို့ထန်ခမ်းလိုက်ပါတော့တယ်။လူမမာဖြစ်သူဒေါခေမမမာအစာရေစာလုံးဝမဝင်တာမလို့အင်းအားမရှိတာကြောင့်ဘေးမှဥဆိုးမောင်ကတွဲပြီးတော့ထိုင်ခန့်ပေးလိုက်ပါတယ်။ဒီကာယကရှင်ကိုဆရာလက်ထက်အပ်ပါသလား။အပ်အပ်ပါတယ်ဆရာကြီး။ကဲငါဆရာစီကို အနှံထားပြပြီ။ဖြစ်တော့ကြောင့်အထက်လန်းဆရာကြီးများရဲ့အမိတ်ငါဆရာရဲ့အမိတ်ဤကာယကရှင်အား ြူစားနေတဲ့အတတ်ပညာကိုဝင်ရောက်ခါစားစံဆရာကြီးရဲ့အမိန့်ချက်ကပြင်းထန်လာပါတယ်ဆရာကြီးရဲ့စကားဆုံးတာနဲ့ဒေါခင်မမရဲ့တကူလုံးကတုံတုံရီရီဖြစ်လာပြီးတော့မျက်ထောက်နေချင်းများနဲ့ဆရာကြီးနဲ့အိမ်သူအိမ်သားများကိုဘေးပတ်ဝန်းကျင်မှ လာရောက်ကြည့်ရှုစားသူများအားစားမတက်ဝါမတက်ကြည်နေပါတော့တယ်ပြောစံဘာကြောင့်ဒီလိုအောက်တန်းကြတဲ့ပညာနဲ့ဒီလိုလောက်ရတာလဲဖြေစံ နင်းဘသူလဲငါတီးနေတယ်။နင်းရဲ့မလောက်လေးမလောက်စားပညာလေးနဲ့ငါကိုရှင်းနိုင်မယ်လို့ထင်သလား။မရှင်းမရှင်းနိုင်ပါဘူးဆရာကြီး။ကျမဆရာကြီးရဲ့ပညာကိုကြောက်ပါတယ်။ဘာကြောင့်ဒေါခင်မမကိုတင့်ဒီလိုပြူစားရတာလဲဖြေပါ။မကြည်လက်လို့လုတာပါ။ခပြက်ပြက်ပဲဖြေလိုက်ပါတော့တယ်။ဘာကြောင့်မကြည်နဲ့တာလဲ။ဆရာကိုပြော။ သူ့စီကချီးထားတဲ့ပတ်စံကိုတောင်းလို့ဟာသူချီးထားတဲ့ပတ်စံမေသူပြန်တောင်းတာပေါ့မဟုတ်ဘူးလားဟုတ်တော့ဟုတ်ပါတယ်ဆရာကြီးဒါပေမဲ့သူကမတရားနိုင်ခြင်းစော်ကားပြီးတော့ကျမတို့မွေးထားတဲ့တတိဆန်ကားစာသူအကျွေးနဲ့တိတ်နေဒါကြောင့်တင်းကိုလက်စားချေဖို့တနေ့တည်းပညာတွေတင်ရင်းနဲ့စောင့်နေခဲ့တာအခုတော့ဘဲနဲ့ရှိစားဟင်ဒင်းတည်တော့မယ်လေ ဒေါခင်မမဝင်ပူးကက်နေဒီမှာဒေါ်မင်းမြမန်လူတွေကတီကုန်ကြပါတယ်။ဟင်ဒေါခင်မမကိုဝင်ပူးနေတာမမီမြပါဟဲ့။သူဘလို့ဖြစ်သွားတာပါလဲ။အရင်ကသူကခအေးအေးပါ။အခုအောက်လန်းပညာတဲ့ဖြစ်နေပါရောလား။ဟဲ့ဒေါခင်မမလည်းအမျက်ကြီးစပြီးစင်ရဲသားတွေပေါ့အနိုင်ကျင့်တာကို ဖြစ်မှာပေါ့။အိမ်ပေါ်ရှိ လူများကတယောက်တစ်ပေါက်ပြောဆိုနေကြပါတယ်။ ကဲဒေါခေမမကိုစားဆရာက တောင်းပန်ပါတယ်အခုပြူစားလုပ်ထားတဲ့ပညာတွေကိုပြန်နှုတ်ပေးပါဆရာသားတကြီးပြောနေတုန်းကမနှုတ်ပေးမနိုင်ဘူးဆရာကြီးဘာဖြစ်လို့လဲပြောပါဘာကြောင့်မနှုတ်ပေးချင်တာလဲသူအခုထိရွာသူရွာသားတွေပေါ်မှာအမြဲကြီးစားနေအောင်မယ်ဆိုရင်ဒီပညာနဲ့လှူထားတာကိုနှုတ်မပေးနိုင်ပါဘူးသူမိသားစုပေါ်အတူပေးပြီးတော့အမြဲကြီးမစားဘူးဆိုရင်တော့ ကျမနှုတ်ပေးပါမယ်။ဘလို့လဲဦးစုမောင်။ဆရာကြီးကမေးလိုက်ပါတော့တယ်။နောက်နောက်အတိုးပေးပြီးအမျက်ကြီးမစားတော့ပါဘူးလို့ဂတိပေးပါတယ်။ကျွန်တော်မိမအသက်ကိုချမ်းသာပေးပါ။ကြားတယ်နော်။သူတို့ကတော့ဂတိပေးပြီးတင်းလဲတင်ပြောထားတဲ့အတိုင်းတင်းလှုပ်ထားတာမှန်သမျှအကုန်နှုတ်ပေးပါ။ဆရာကြီးစကားဆုံးတာနဲ့တပြိုင်တည်းဒေါခင်မမအားပူကန့်နေတော့ အောင်လန်းပညာတဲ့ဒေါ်မီးမြသည် ခန္ဓာကိုယ်အပေါ်မှနေအောက်သို့ခက်သက်ချသွားသောတက်ခါတက်ခါတက်ချပြီးခဏကြာမှာတော့တဝောဝောနဲ့အံ့မာတော့တယ်အမလီသပင်ထွေးလိုက်ပါလားဒေါ်ခင်မမအံချလိုက်တော့အံပံများချားထဲမှာသပင်ထွေးလိုက်ထွက်ကြလာပါတယ်ကုန်ပြီလားနောက်ထည့်ကျန်သေးလားမကြံတော့ပါဘူးဆရာကြီး ဘာလို့အဝေးစည်းလာမဲ့ပညာတွေသင်ရတာလဲဒီပညာတွေကိုစွန့်လွတ်ပြီးကောင်းကောင်းမွန်မွန်မနေချင်ဘူးလားနေချင်ပါတယ်ဆရာကြီးကျမဒီပညာတွေကိုမလိုချင်တော့ပါဘူးဒါကြောင့်ဒီပညာတွေကိုကျမဆရာကြီးစီမှာလူပါတယ်ကောင်းပြီနောက်ပြီးကြရင်ဆရာကြီးလာခဲ့မယ်ဟုတ်ပြီလားကဲကဲသွားပြီတော့လူမမာလေးပြန်မနေရောပေါ့ဒေါ်ခေမမအားပူကက်နေတော့ဒေါ်မီးမြသည် တစ်ချက်တန်းလိုက်ပြီးတော့ထွက်ခွာသွားပါတယ်။မကြမီချိန်မှာပဲဒေါခင်မမတတိပြန်ရလာပြီးဘာမှမသိလို့ကြောင်းလူဒီကိုလက်လံပြီးတော့ကြည့်ရှုနေပါတယ်။မိမတတိရပြီလား။စီယာကြီးကို ထိုင်ပြီးတော့ရှစ်ခိုးလိုက်အောင်လေ။စီယာကြီးပညာနဲ့ကဲတင်ပေးလိုက်တာ။ဦးစိုးမောင်မပြောလိုက်တဲ့အတွက်ကြောင့်ဒေါခင်မမလည်းစီအာကြီးရှိရာကို ထိုင်ပြီးတော့ကြောလိုက်ပါတယ်။အဲနောက်နောက်ကို ရွာသူရွာသားတွေပေါ်မှာအတိုးပေးပြီးအမျက်ကြီးမစားနဲ့တော့ရှောင်ရဲတင်းနေခြင်းနဲ့နေပါစီကေဆီယာကြီးကိုပညာလူထားတဲ့သူစီဆီယာကြီးသွားရအောင်မဲကွဆီယာကြီးကိုလိုက်ပို့စမ်းပါဦးဟေးဖို့တော့ဆီယာကြီးကိုလိုက်ပြီးတော့ပို့လိုက်ပါအောင်ကွဩဆီယာကြီးမသွားခင်တခုတော့မှားခဲ့ပြစီကိုကိုပညာနဲ့ပြူစားတဲ့သူကလည်းအတ္တိတရားရသွားပါပြီဒါကြောင့် ရံကိုရံချက်မတုံနင်းမှာနေမိကလေး။ကျမနားလေပါပြီဆရာကြီး။ကျမစောင့်ထိန်ပါမယ်။ဆရာကြီးလဲကောင်းငိမ့်ပြီးတော့ရွာလေတို့ထွက်ခွာသွားပါတယ်။ဒုကိစ္စတွေအလုံးပြီးစီးသွားတော့ဒုခေမမလည်းပြင်လေကျဲမာလာပြီးအရှင်လိုရွာထဲလဲပြီးတော့အတူပြီးပြီးအမျက်ကြီးစားတဲ့အလုပ်အားဆွန့်လွတ်လိုက်ပါတော့တယ်။တို့ပါတော့လေဒေါ်မင်းမြကူတော့ထိုဖြည့်ဖြည့်ဒီအာလုံးပြီးစီးသွားတဲ့နောက်ပိုင်း ရွာမှာတော့မတွေ့ရတော့ကြည်သူလှုပ်ခဲ့တဲ့လှုပ်ရက်အားအရှက်ကြီးပြီးတော့ရွာထဲရှိလူအများမျက်နှာကိုမပြရဲတာကိုတော့ဒေါ်မင်းမြတာအတိဆုံးဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်းလေးကိုအဆုံးထိလိုက်နာဆင်ပေးတဲ့တူဦးတယောက်ခြေစီကို အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ